ထိုင်းမွေထိုင်းဖိုက်တာလောကမှာနာမည်ကြီးလာပြီဖြစ်တဲ့ကျော်စွာဝင်းကိုလုံမဏီကပွဲစီစဉ်သူကတော့မှအံ့အားတင်သွားပါလေ။သူကိုယ်တိုင်ကျော်စွာဝင်းနဲ့မတရားတပ်ပုံလာရိုက်ပါလေ။ကျော်စွာဝင်းကိုပြိသက်တွေဝန်းရံမှုက အခုလောက်ထိလုံးဝမျှော်လင့်မထားတဲ့ပုံမှာအတော်လေးကိုအံ့အားတင်နေပါလေ။လုံမဏီကတော်ဝင်ရှိသူကိုယ်တိုင်ကကျော်စွာဝင်းကိုဘလို့ပြောသွားလဲဆိုတော့မင်းရဲ့ပုံရိပ်ကတော်ဝင်ဖိုက်တာမျိုးမှတော့မြင်မှုပြလွယ်ဘူးတဲ့။ တခြား promotion တွေမှာအချိန်ဖြုန်းနေပါလေတဲ့အရွယ်ရှိဆုံးဝမ်းမာတာအမြန်ဆုံးပွဲစီစဉ်ပြီးထိုးတော့လို့တော့မှအကြံပေးတော့ပါတယ်လုံမနီပွဲစီစဉ်ကိုကိုယ်တိုင်ကကိုယ့်မြန်မာဖိုက်တာကိုအမြင့်ရောက်စေခြင်းနဲ့ဖြစ်ချင်တဲ့ဆန္ဒကိုတွေးရတော့ကျေးဇူးတင်မိပါတယ်ကျော်တော်ဝင်းရဲ့ကြိုးစားမှုနဲ့လိန်မာရေးကြရှိမှုတီးပွင့်တွေအတွက်ရှင်းနှက်မိပါတယ်ကျော်တော်ဝင်းကိုအခုကထိုင်းနေကြတော့မှတေကြာကိုအားပေးလာတာဖြစ်ပါတယ်ဒါကအင်မတန်ကိုကြုံတောက်ကြုံခဲ့ပါမြန်မာဖိုက်တာတယောက်ကို ထိုင်းတွေကအားပေးဖို့ဆိုတာကမလွယ်ပါဘူးဒါပေမဲ့အခုကျော်ဆောင်ဝင်းတို့တော့အားလုံးကလက်ခံအားပေးနေပါတယ်ကျော်ဆောင်ဝင်းနဲ့ပတ်သက်ပြီးတော့တစ်ခေတ်တစ်ခါကမြမလက်ဝဲကျော်ဒေါနာသွေးကလည်းခုလိုပြောမှုတယ်ဗျဒီလက်ဝဲလောကကလူတယောက်အနေနဲ့ဒီလောကတွေကလူတွေကြောင်းကောင်းကောင်းသိတာဗောတဲ့ကိုပေါင်ကိုလန်ထောင်းလို့ဖြစ်မှာရဲ့တသက်လူမုံမခံချင်လို့အာယုံမနောက်ချင်လို့ဘာမှမပြောတာလေဒါပေမဲ့တခုပြောရရင်ကျော်ဆောင်ဝင်းကအဲ့ဒီလိုတာမန်နဲ့လုံးဝမပါဘူးနဲ့ training တကယ်ပြည့်တယ်လုပ်တယ်စီကံကောင်းတယ် စိတ်သက်ကလည်းအသေးပါတယ်ရန်ကုန်မှာထိုးတော့ကဆိုခေါင်းမွေးထောင်ကြည်ကောင်းသေးတယ်လူတင်ကြအောင်လေကြီးလေကျယ်စောက်ပူတွေပြောတာလည်းတစ်ခါမှမကြဘူးတဲ့ဘဝအတွက်ကြောင့်ရပြောရင်လောကမှာအတန်ထွက်တဲ့လူဆိုတာငပေါ်တွေများတယ်တဲ့ရဲ့ချင်းရှိလို့အတန်ထွက်ပြနေရတာဟန်ကောင်းတယ်ရှိုးကောင်းတယ်လူကအဆင်မရှိဘလာနဲ့ထိပါတယ်တကယ်လူတွေဖို့ဒါတွေကအပိုတွေပါတဲ့ဘယ်နေရာတော့တော့ထင်မောခြင်းလေးစားခံခြင်းဘယ်သူနဲ့ရှင်ရှင်ကိုကိုယုံကြည်မှုရှိခြင်းကိုလို့ကိုအကောင်းဆုံးလုပ်ပါတဲ့ဘဝကိုစည်းကမ်းပြအောင်နေပါတဲ့ ကိုတန်ဖိုးနဲ့ကိုနေပါတယ်ကို identity ကိုအကောင်းဆုံးတည်ဆောက်ပါတယ်ဒါပဲတဲ့ဒီတစ်ခုရှိရင်လူဟာရင်ကော့နိုင်တယ်ကျော်တော်ဝေးကဒီလိုလူပဲတဲ့ဘာအတန်မမထွက်ပဲသူလို့ဆရာရှိတာအကောင်းဆုံးလုပ်တယ်တဲ့ဒီအတွက်စိတ်ချယုံကြည်တယ်တဲ့ပွဲဥထွက်လဲလှတယ်တဲ့နောက်ပွဲတွေလဲပို့ပြီးရသမြောက်မယ်လို့ယုံကြည်ကြောင်းပြောတော့ပါတယ်မလေးကထိုးတဲ့ကျော်တော်ဝေးနဲ့ပတ်သွန်ချမ်းရဲ့ပွဲကိုကြည်ပါဦးပွဲကိုပြောရမယ်ဆိုရင်တော့ပတ်သွန်ချမ်းကတကယ်တော့ချက်လိုက်ရဆိုအသက်19နှစ်ရှိပြီဗျနောက်ပြီး ကျောင်းဆောင်ဝင်တဲ့လည်းအကောင်ကြီးတယ်ပထမခြေစာကလေးကကျောင်းဆောင်ဝင်ကရှေ့ခင်းပဲခြေနဲ့အောက်တော့ခဲ့ပြီးတော့စောက်ဖွင့်တို့တခါတည်းလိုက်ကပ်ထားလို့ပတ်တော်ချိုင်းကျိုးဝိုင်းကျောက်ကကစားတဲ့ခြေနဲ့ရောက်သွားတယ်ပတ်တော်ချိုင်းရဲ့ fighter ကိုကျောင်းဆောင်ဝင်ကဘယ်လိုလုပ်ခွာကစားမလဲလက်တန်ရှည်တယ်ရှည်တဲ့ fighter ကိုခွာကစားရင်တော့တေးကြတာပေါ့ကိုပဲထုတ်ခံရမှာကျောင်းဆောင်ဝင်ကဘယ်တော့ရှည်နေနဲ့အဲဲနေရကိုပြစ်မှတ်ရှာသလိုရှေ့ခင်းပဲကရတယ်ပတ်တော်ချိုင်းရဲ့ညာနဲ့ထင်တာခဏခဏရောက်သွားတယ် ကျော်တော်ဝင်ရဲ့အဝင်တွေကိုပတ်သုံးချိုင်းကရှေကင်းဘဲချင်းနဲ့နန်သေးတွေတွေခတ်ပြီးတော့တားဆီးမယ်ကျော်တော်ဝင်ရဲ့လက်သီးနှုံးကမြန်လုံးနဲ့တကြောင်ထီတန်းပေါက်ပဲခံစစ်နေတာဖြစ်သွားပါလိမ့်ဒါပေမဲ့ပတ်သုံးချိုင်းကအကဲဆိုင်နဲ့နန်သေးကိုကျော်တော်ဝင်ဘဲတော်ခိုးတွေမှာဘဲတော်ချိန်ကိုက်မှဖို့စုံစမ်းလာပါလိမ့်ပတ်သုံးချိုင်းကွက်မှန်ပါတယ်ပထမချိန်ဘဲတော်အမမှာကျော်တော်ဝင်လွတ်မယ်နောက်တစ်ချက်မှာတော့ဘဲမြခေါ်ပွင့်သွားပါတယ် ပရမချီပြီးတဲ့ဒီပတ်တုံချိုင်းလောက်လောက်လာလာတက်လုံးထုတ်နိုင်ခဲ့တာကဒီကြောင်မဲရှိပြီးကြော်တော်ဝင်းကစီးထားပါတယ်။ဒုတိယအချိန်မှာကြော်တော်ဝင်းကလည်းထိတော့ blue side tv တောက်လျှောက်လိုက်ခဲ့ရင်လည်းကစားလို့ပတ်တုံချိုင်းအကျဲ့ရဲ့တရားပါ။ပေါ်ပြဖို့ကြိုးစားရတဲ့ကြောင်ဆောင်ဝင်းရဲ့ပရမကြီးကလေးကခတ်နေတဲ့ရှေကင်းပဲခတ်ကြည့်တဲ့ကြောင်ဘိုင်ဝိုထိမခံကျွန်တော်တဲ့ time fighter ဟာပြောရမယ်ဆိုတော့တက်အောင်ကြတာလို့အမှုချုပ်မှလည်းဘေးအောင်ဆုံးညာလက်သီးတွေပါထပ်စားရပါတယ် ဘယ်ရောင်နဲ့တောက်ဖို့အတွက်အန်ဒီရများတဲ့ကြကအကြောတော်ဝင်းကထိုင်းဖိုက်တာရဲ့နန်ကြားတဲ့ကိုပို့ပြီးတော့ထိုးတဲ့အတွက်ကြောင့်တိတ်ပြီးတော့ထိုင်းဖိုက်တာအနေနဲ့တက်လုံးကြပြီးတော့ညာလက်ကတိတ်မလို့နေတော့ပါဘူးကြောတော်ဝင်းကိုဖိထိုးပြီးတော့တက်လုံးကုန်လို့ပုံချိုင်းပြန်ဆုံးမှာကြောတော်ဝင်းရဲ့လိုက်လာတဲ့ဝန်လူချက်တွေကြောင့်အထိနာသွားသလိုဘယ်ရောင်ရောင်ပြပြီးညာတော့ရှေ့ထိုးတာကလည်းကြိုးရမ်းပြန်မှောက်ရဲ့လဲကြပြီးအမှတ်စဉ်ရေခိုင်ရပါတယ် မစင်ရင်ဒီတော့ပွဲပြစ်ပြီးထင်တော့အောင်ပွဲခံနေတဲ့ကြော်ဆောင်ဝင်းတို့ပဒုံချိုင်းကပြန်ထပြန်နေပြီးအံဩစရာဆိုပေမဲ့ကြားစီပါစီအပြီးဖြစ်လိုက်တဲ့ကြော်ဆောင်ဝင်းရဲ့ညာလက်တီးတလုံးထင်မှာတော့ပြန်မထနိုင်တော့ပါဘူးကြော်ဆောင်ဝင်းကဒီပွဲမှာဆိုရင်ပြောရမယ်ဆိုရင်တော့ဗျပရိသတ်စိတ်ကျင်တဲ့အောင်အကောင်းဆုံးလုပ်နိုင်တယ်ဗျထူးခြားနေ့စနေပိုင်းပြောင်းလဲနေအားနည်းချက်ဖြစ်တဲ့ပူချုပ်ပိုင်းပြင်ဆင်မှုတွေမှာတော့အားနည်းသေးတာမြင်ရပါတယ်ဒါပေမဲ့ကြော်ဆောင်ဝင်းကတော့အောင်ပွဲကြီးမှကိုရသွားပါတယ်ဒါပြင် Fire of the Night ပူပါရခဲ့တာအားလုံးသိဖြစ်ပါတယ် ဒါကြောင့်မြန်မာဖိုင်တာကျော်တော်ဝင်းဟာဝမ်ချမ်ပီယံရှစ်ကိုရောက်လာခဲ့ပြီဆိုရင်လည်းလောက်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 အားကိုးစရာဖိုင်တာအဖြစ်မြင်နေရပြီလို့ဒါပြောချင်ပါတယ်ပရိသတ်တွေကတော့အခုလိုမျိုးလုံမနီရဲ့ဘွဲစီစဉ်ကိုယ်တိုင်ကျော်တော်ဝင်းကိုအံ့ဩပြီးတော့ပရိသတ်အရန်များလို့လည်းတကြောင်ဒီလောက်တော့မထင်ထားဘူးပြောသွားတဲ့ပုံမှာခုလိုမျိုးပြောပါတယ်ကျော်တော်ဝင်းနေနဲ့ဝမ်းမာထိုးဖို့တဲ့ ပရိသတ်အင်အားရှိဖို့တဲ့ပညာတော်မှုကိုကြီးကြည့်တယ်ဝမ်းမှာရလက်တွေမကောင်းခင်ခုအားမင်းနေတဲ့ပရိသတ်ကပဲဝိုင်းဆက်မဲ့သူဖြစ်ပြောင်းသွားနိုင်တာမို့လို့လိုအပ်နေတဲ့ပညာတွေဖြည့်ရင်းအစစ်ကြီးလာသွားဖို့အကြံပေးပါတယ်တဲ့မလေးရဘောကြီးပြောမယ်ဆိုထိုင်းမှာပြမဲခက်လေ့ကျင့်ထားတဲ့ပညာမရမတွေ့ရပါဘူးတဲ့ကလင်းချပိုင်းချေကပိုင်းဒူးတော်ဘာလို့မတွေ့ရပါဘူးတဲ့ခုတွေ့ရတဲ့ကစားသမားဆင်လောင်ကတော့ထိုင်းမသွားခင်ကြော်ဆောင်ဝင်လက်ရည်နဲ့ပဲတရင်လို့ထထုတ်အောင်နိုင်တယ်တဲ့ ဒီလိုပြောလို့ကြော်တော်ဝင်မကြိုးစားလို့ပြောတာမဟုတ်ပါဘူးတဲ့လေ့ကျင့်တာနဲ့ပညာကိုပွဲတွင်းမှာအသုံးချနိုင်အောင်တစင်ချင်းသွားသိနေလို့အကြံပြုပါလေတဲ့ကြော်တော်ဝင်ထိုးတာကြိုက်ပါလေတဲ့ဒါပေမဲ့စိတ်မလောဘဲထိုးရင်မျက်ခုံးမကွဲဘူးတဲ့ဒီထက်ကြက်မဲ့ပွဲတွေလောင်းအောင်ပါဆိုတော့လိုအပ်တာတွေပြင်ဆင်ပြီးဒီထက်ပို့ပြီးတော့စူးစမ်းပါတဲ့လက်ရည်ကောင်းဝင်လည်းနေရာမရွေးပါဘူးတဲ့ဝမ်းကလည်းခေါ်စမ်းပါတဲ့ ကျော်တော်ဝင်းအနှိမ့်ချတဲ့စိတ်ထားပြီးဒီထက်ပိုပြီးလိုအပ်ချက်တွေကိုတော့လေ့ကျင့်ပါဆိုပြီးပြည်သက်ချုပ်ကပြန်ပြုပါတယ်တကယ်လို့တန်းစင်လို့တဲ့ဝမ်းမှာရှော့ဝတ်ဆက်သွားရင်လည်းဒီပြည်သက်တွေကရောဒီလိုစကားပြောမှလားကျော်တော်ဝင်းနဲ့တန်းစင်မတူတာကပြည်တွင်းမှာတန်းစင်ကလောလောလားဘာမှမရှိပါဘူးကျော်တော်ဝင်းကတော့ပြောရမယ်ဆိုရင်စိုးလင်းဦးလို level မျိုးရှိထားပါတယ်တိုက်စစ်သမားလည်းဖြစ်လို့ပိုပြီးမျောလိုက်ရပါတယ်တဲ့စင်ကပြည်တော်မှာထိုးသွားတဲ့ပွဲပြပါဆိုရင်တော့တိတ်ပြစရာမလိုပါဘူး ဘာပြောတော်တော်ဝင်စမ်းပွင့်တာကတော့ကြောက်စရာကြီးပါ။ဘာပြောတခုပြောချင်တာကတော့တဲ့တော်တော်ဝင်အနေနဲ့ဒီအောင်မြင်မှုအောင်မှာမတရားတော့အရေးကြီးတယ်တဲ့။လမ်းကြောင်းလဲပြီးတော့တိတော့ဆယ်လီဖြစ်သွားမှဆွေးမိတယ်တဲ့။တော်တော်ဝင်ကတော့အဲ့ဒီလိုမဟုတ်ပါဘူး။သူ့ဘောက်သူပဲစူးစမ်းနေတာပဲဖြစ်ပါလေ။ဝမ်းမထိုးမဲ့ဆိုရင်တော့ခုတက်ပုတ်ပြီးတလုံးတက်ပေါက်ကိုဆိုပူလေးကျင့်နေပါလေတဲ့ ိုးရတာကောင်းတယ်တဲ့ပြန်ဘက်ကတော့မှကြော်ဆောင်ရင်းကိုရှင်းနေလို့ခံစားရတယ်တဲ့ပြန်ဘက်ဒွန်ရဲ့ချက်တစ်ချက်ကသွားပြီလို့တော့မှတ်နေတာတဲ့အဲ့ဒီအားနဲ့တကယ်လို့သာအဲ့ဒီအားနဲ့ချက်ကိုတော့ပြင်စေချင်တယ်လူချင်းမှုသွားတဲ့တိုင်အောင်ပေါ်ကမျက်နှာကလွတ်နေတယ်တဲ့အဲဒါကြောင့်ဒွန်ရဲ့ချက်မိသွားတာတဲ့ထိုင်းနဲ့ထိုးရင်နှစ်ချက်ပဲသတိထားပါတဲ့ဒွန်ရိုက်တာနဲ့အမြင့်ကန်ချက်အဲ့ဒီနှစ်ချက်ရှောင်တဲ့ရင်နဲ့တေချာပေါက်ကစားလို့ရတယ်တဲ့ကပောက်ဆောင်လေးကျင်းတင်ပါလေတဲ့လက်သီးတော့ထွက်တာမြင်နေတဲ့ clinch spine လို့သိတယ်တဲ့ တော်ဝဝင်းအနေနဲ့လက်သီးတစ်ပေါက်ထဲနဲ့တော့ဝမ်းချမ်ပီယံရှစ်မှာတော့တော်ဝမလဲဘူးလို့တချို့ပြည်သက်တွေကပြောပါတယ်။ကျိုးကတော့ယောဂဖိုင်တာတွေတက်မှလက်သီးထိုးပေါက်လာတာကျော်ဆောင်ကိုမမိကြပါဘူးတချို့ကခြေကားရလက်ကားရတယ်တဲ့။ပြည်သက်အနေနဲ့ကျော်ဆောင်ကိုရဲ့နိုင်ပွဲအတွက်ဝမ်းမြောက်ပေမဲ့လည်းအရင်ကြီးတော့မြောက်ပင့်မသိနေပါဘူးတဲ့။တော်ကြတန့်စင်လို့ဖြစ်သွားမှာကိုလည်းစိုးရိမ်ပါတယ်တဲ့။ကျော်ဆောင်ဝင်းရဲ့ ထိုးပုံခိုးပေါက်ကငြိမ့်နေအဲဲမာတယ်ဖွင့်ကစားနေမှာတန့်စုံကိုတော့မြင်မိတယ်တဲ့တန့်စုံကတော့ဒရောင်ကြက်တစ်ချက်လောက်နဲ့တည်းလဲနေပြီတဲ့ကျော်သာဝင်းအနေနဲ့မျက်နှာဖွင့်နေတာတော့စိတ်အဆင်မပြေဘူးတဲ့ဝမ်းမှာဆိုရင်တော့တော်တော်ယုံရမယ်တဲ့လုံးနေပါလေတဲ့ဒူးတော့မြင်းကြံကြတဲ့လေးချင်းတင်ဝင်တင်ပါလေတဲ့နိုင်နေဆိုမဲ့တစ်ဖက်ကခလေးတတပဲရှိပါတယ်ထက်တလဲလဲလေးချင်းတင်ပါလေတဲ့ ဒီကကလနဲ့ဆိုင်ထုတ်လိုက်တော့ကောင်းပါလေတဲ့ပွဲဒီတဲ့ကမြတာဖြစ်တဲ့သူနဲ့ထိုးရတာပတ်ဆက်ရတိုင်းပွဲဒီပြတိုင်းဂိမ်းပလန်မရှိပဲပွဲလက်ခံပြီးထိုးတဲ့သူကတခါစားပါပဲတဲ့ဒေါ်ရဲချက်ပိုကောင်းကိုလေ့ကျင့်မှာသူများမထင်မတဲ့ရောက်ချက်ကိုရှောင်းနိုင်အောင်ကြိုးစားပါတဲ့ကျော်တော်ဝင်းအနေနဲ့တဲ့ဒီလိုမျိုးပြိဿကတပွဲနိုင်တဲ့ပုံမှာတော့မตายာသင့်ဘူးလို့တော့မြင်ပါလေတဲ့ကျော်တော်ဝင်းကလည်းตายာမဲ့ပုံပေါ်ပါဘူးတဲ့သူကဒီထက်ပိုပြီးတော့ကြိုးစားမှာပါတဲ့ တန်းစင်လိုဖြစ်သွားမှစိုးပါလေတဲ့တန်းစင်ကတော့သူ့ရဲ့ weight တန်းမှာလဲသူ့ထက်တော်တဲ့ fighter တွေကြီးပဲများနေလို့ကြောင့်ရှုံးမွဲဆက်နေတာဖြစ်ပါလေတဲ့ဘာလို့ပြောရလဲတန်းစင်နေနေလဲ weight တန်းစင်ပြီးထိုးနေပါလေတဲ့ကျော်တော်ဝင်းနေနေတဲ့ဝမ်းမှာဘလို့ပုံစံနဲ့ပွဲထွက်လာမလဲဆိုတာမျှော်လင့်ချင်ပါလေတဲ့ဒါပေမဲ့ one championship ကတော့လောလောဆယ်ကျော်တော်ဝင်းနဲ့ပတ်သက်ပြီးစောင့်ကြည့်နေသေးပဲလို့မြင်မိပါတယ်